ကချင်ပြည်နယ်မှာ2017ဂျွန်လကနေတကြောပြန်စစ်ပွဲဖြစ်ခဲ့တာ၅နှစ်ပြည့်ခဲ့တာကြောင့်စစ်ဘေးဒဏ်သင့်ရင်ဖွင့်အစီအစဉ်ခေါင်းစဉ်နဲ့အခမ်းအနားပြုလုပ်နေတဲ့တဲ့င်းကိုတော့ဒေါ်သင်းသင်းရွယ်အခုလိုပြပို့ထားပါတယ်ရှင်။ကချင်စစ်ပွဲငါးနှစ်ပြည့်အခမ်းအနားကိုကချင်ပြည်နယ်မြစ်ကြီးနားမြို့မနောခွင်မှာပြုလုပ်နေတာပါ။ဒါအပြင်ကချင်အမျိုးသားများတိုင်ပင်ခံအဖွဲ့မှတဘောထားထုတ်ပြန်ချက်ကိုလည်းဖတ်ပြခဲ့ပါဗျ။၂၁ရာစု အင်းလုံးညီရခံဒီပြီးဆုံးသည့်ညီရခံဖြစ်ရမည်မူလပင်လုံးစာချုပ်ဂတိကိုအရာတိုင်းရင်သားများဤကိုပိုင်ပြဋ္ဌာန်းခွင့်ရှိသည့်စစ်မှန်သောဖေဒရယ်ပြည်ထောင်စုစနစ်ကိုအမြန်ဆုံးတည်ဆောက်ရန်ကချင်မျိုးသားများတိုင်ပင်ခံအဖွဲ့မှ သဘောထားထုတ်ပြန်ကြေညာလိုက်သည်ဒီခန်းနောက်တက်ရောက်လာတဲ့မိုင်းတီခံထားရတဲ့တာကရဆစ်ဆောင်စကန်ကဆစ်ဆောင်ပြည်သူတွေကတော့အိမ်မြန်မှုနဲ့မိုင်းတွေရှင်းစေခြင်းတယ်လို့ပြောပါတယ်ကျွန်တော်ကျွန်တော်အမြန်ဆုံးအိမ်ပြန်ချင်တာပဲတည်တယ်အဲ့ပြန်သွားရင်အဲ့မိုင်းအန်ရယ်ကိုကြောက်တယ်အဲ့ကြောင့်မိုင်းရှင်းပေးမိုင်းရှင်းပေးအမြန်ဆုံးပြန်နိုင်အောင်လုပ်ပေးတော့ခေါင်းတော့ကချင်ပြည်နယ်ရဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီးသူ့အနေနဲ့ဘာမှမတက်နိုင်ပေမဲ့အစိုးရတိအနေနဲ့အကောင်းဆုံးလုပ်ပေးဖို့ဆုတောင်းနေတယ်လို့ပြောပါတယ် အမရုံတန်နိုင်ဘူးတမဲလေနော်အစိုးရအနေနဲ့ဒါကိုအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးတော့ကောင်းမှာပဲဆိုတော့ခဏခဏဆုတောင်းနေပါလေကချင်စစ်ပွဲငါးနှစ်ပြည့်အခမ်းအနားကိုစစ်ရှောင်ပြည်သူတွေမြစ်စိနာဒေတာခံပြည်သူတွေထောင်နဲ့ချီပြီးတက်ရောက်ခဲ့ပါတယ်ကျမတင်းတင်းနွယ်ပါရှင်